မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ14ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတိဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကျိုင်းစိတ်ကြီးမြို့နယ်လွတ်ရှမ်းကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်းစခန်းကိုနှစ်ချိန်ဝင်ရောက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်ကရှေ့ဦးတေဆုံးပြီးစစ်သားများတက်ပြတ်ပြီးတော့ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတိဆက်ပေးရမယ်ဩဂတ်စလ24ရက်နေ့မှာရိတ်ခါလက်နက်ခဲရန်စစ်ကူလမ်းကြောင်းများကိုပိတ်ဆို့ဖျက်တောက်ထားတဲ့တောင်ပိုင်းစစ်တေတာ KNU တပ်မဟာ6နယ်မြေလွတ်ရှမ်းကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အင်အား80ကျော်နဲ့အထိုင်းချထားတဲ့စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားရှေ့ဦးတေဆုံးပြီး30 ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်အခုလိုမျိုးဝင်းအောင်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်က အဲ့ဒီနေ့မွန်လွယ်နှစ်နာရီမှာ MI 35နဲ့တစ်ကြိမ်ညနေ3နာရီကမှ112 layer နဲ့စီးနဲ့နှစ်ကြိမ်လာရောက်ပြီးတော့ဘုံဒီအလုံးတရာကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးဒါပြင်ခြေရွာအတွင်းကိုလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်ခဲ့မှုကြောင့်ခြေရွာနေအိမ်များဘာသာရေးအဆောက်အဦများထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗါးအဲ့ဒီတိုက်ခိုက်မှုကို KNLA PDF နဲ့ drone ပူးပေါင်းတပ်ဖွဲ့များကလမ်းကြောင်းများဖြတ်တောက်ခဲ့ပြီးတော့ KNLA SOF တောင်ညို SOG ပူးပေါင်းအဖွဲ့နဲ့ Donna Dragon drone အဖွဲ့နဲ့ Cloud Wings drone ပူးပေါင်းအဖွဲ့များက 40ပိတ်ဆို့ချိန်မုံတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စက်တင်ဘာလ17ရက်နေ့မှာတော်လိုင်းပူပေါင်းတပ်ဖွဲ့များကထပ်မံပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများကညနေပိုင်းမှာလက်နက်ကြီးများနဲ့ ဒရဇက်ပြစ်ခတ်ချင်းချောက်ခဲ့ပြီးတော့စက်တမလာ12ရက်နေ့မနက်အာယုံဦးတက်အချိန်မှာတော့ဗန်ဟာရရဲဘော်များကိုခေါ်ဆောင်ပြီးတော့စခန်းအတွင်းထဲမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအလုံးတပ်ပြတ်ပြီးတော့စခန်းကိုဆုတ်ခွာထွက်ပြေးသွားကြတယ်လို့သိရပါဗါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာဒေသနေပြည်သူအမျိုးသမီးတအုပ်နဲ့အမျိုးသားနှစ်ဦးကိုလမ်းပြအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ညင်မနှိပ်ဆက်ကပြန်လည်ပေးခဲ့တယ်လို့သိရပါဗါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများဆုတ်လွတ်သွားတဲ့စခန်းကိုဝင်းရောက်ရှင်းလင်းတဲ့အချိန်မှာစစ်တပ်ကထောင်ထားတဲ့မိုင်းများ စစ်တုံးပစ္စည်းအနှဲငယ်နဲ့ကြီခဲရန်တချို့ကိုတင်းစီရရှိခဲ့တယ်လို့အထူးစစ်စင်ရေးတပ်ဖွဲ့ SOF ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းရွာအခြေစိုက်အမှတ်902အမြောက်စခန်းကိုကဲမှုဌာနချုပ်မဆာခ902နဲ့အမှတ်354အမြောက်တပ်ရင်းတို့ကိုတောင်မြို့သားလွတ်မြောက်ရေးတပ်မတော် PNL ဓနုပြည်သူလွတ်မြောက်ရေးတပ် DPLA ပြည်သူ့ကာကွယ်တပ် PDF ပူးပေါင်းတပ်ဖွဲ့များကစက်တင်ဘာလ13ရက်နေ့မှာအပိတတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုလိုမျိုးသိမ်းပိုင်နိုင်ခဲ့ခြင်းကြောင့်စစ်တပ်ကတို့များတရှိရာပြည်ဦးလွင်ကိုတောင်ခမ်းနယ် နောင်ချိုဘက်ကချင်းကရံလွယ်ကူသွားပြီဖြစ်တယ်လို့သိရပါဗါးမဆာခ9ရက်နှစ်ကနေပြီးတော့စုတ်ခွာသွားတဲ့စစ်ကောင်စီစစ်ကြောင်းဟာရက်ဆောက်ဘက်မှာပြန်လည်စုဖွဲ့နေတယ်လို့သိရပါဗါးအဲ့ဒီအမြောက်စခန်းကိုကဲမှုဌာနချုပ်မချစီရန်အတွာရန်ကုန်တိုင်းစစ်ဌာနချုပ်ကဗျူဟာမှုကိုဆေးလွတ်ပြီးတော့အပြင်းထန်ခုခံခဲ့တယ်လို့လေးချောင်းတာဝဲပြည့်အမြောက်များနဲ့ပြစ်ကူပေးခဲ့တော့လဲကြာရှုံးခဲ့ရခြင်းဖြစ်ကရက်ဆောက်မြို့မှာထပ်မံပြီးတော့ခန်းစစ်ဆင်ခိုင်းတာကြောင့်ရှေ့တန်းသတင်းရင်းမြစ်များထံကနေပြီးတော့သိရှိရပါဗါးတောင်ခမ်းကို TNL နဲ့ပူးပေါင်းတပ်ဖွဲ့များက ဩဂတ်စ်လ10ရက်နေ့ကလေးကတိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီးတော့တလကြောကြာမှအပိသက်တိတ်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမြောင်မြုတ်နယ်ကြောက်ရဲရဲစခန်းနဲ့ရေချောင်းကနေစစ်ကူလာတဲ့စစ်သားများလိုက်ပါလာတဲ့ဆက်လီများကိုတိုက်ခိုက်ခဲ့ရအောင်အကြမ်းဖက်စစ်ကောင်စီဘက်က18ဦးသေဆုံးပြီးဆက်လီနှက်စီနစ်မြုတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ2ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့မြောင်မြုတ်နယ်ကြောက်ရဲကြီးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များကစစ်ကြောင်း3ကြောင်းခွဲပြီးတော့လက်နက်ကြီးလက်နက်ငယ်များနဲ့ ဒရုန်းများနဲ့ဝင်ရောက်တိုက်ခိုက်ရာစက်တင်ဘာလ9ရက်နေ့အထိကိုတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲစတင်ချိန်ကစပြီးတော့ရေစကြုံမြို့ပိုက်ကမ်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကဟာဝေဇာလက်နက်ကြီးများနဲ့နေစဉ်ပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့ပြီးစက်တင်ဘာလ3ရက်နေ့မှာနောက်ပိုင်းမှာတစ်ချိန်စက်တင်ဘာလ9ရက်နေ့မှာတစ်ချိန်လေကြောင်းနယ်လည်းပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စက်တင်ဘာလ4ရက်နေ့မှာရေစကြုံမြို့ပိုက်ကနေပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာစစ်လေများနဲ့ကူးလာပြီးတော့စစ်ကူပေးခဲ့ရမှာမြောင်မြို့နယ်ဘတ်ချမ်းမှာရှိတဲ့မြစ်ကမ်းဆက်အရောက်အသင့်ဆောက်ဆိုင်ပြီးတော့ တော်လိုက်တဲ့ဖွဲ့ဝင်များကလက်နက်ကြီးလက်နက်ငယ်လက်လုံရော့ကက်များနဲ့ပြစ်ခတ်တိုက်ခိုက်ရာ ဆက်လက်နှက်စီထိမှန်ပြက်စီးခဲ့ပြီးတော့ရေဝင်နှင်းမြုပ်သွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်စက်တဘာလ9ရက်နေ့ညနေ9နာရီကမှရေရင်3စီးနဲ့အတူမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတက်ကနေတက်လာတဲ့ MI-35 တိုက်ခိုက်ရေရဟရင်တစ်စီးနဲ့လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်စခန်းတိမ့်ပိုက်နိုင်ခြင်းမရှိဘဲပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။စခန်းတိမ့်ပိုက်ခါနီးမှပြန်လည်ဆုတ်ခွာခဲ့ရတာရေချောင်းကစစ်ကူတွေရောရဟရင်နဲ့လိုက်ပစ်တာရောကြောင့်စခန်းတိမ့်ပိုက်ခါနီးလေးရောက်မှပြန်လည်ဆုတ်ခွာခဲ့ရတာပါ။ ဆက်လီနတ်စီကတော့ရေတွေဝင်ပြီးတော့နစ်မြုပ်သွားတယ်လို့သိရတယ်ဆက်လီပေါ်မှာပါလာတဲ့စစ်ခွေးတွေလည်းပြုတ်ကြပြီးတေဆုံးတာတွေလည်းရှိတယ်ကြောက်ရစခန်းရောရေချောင်းရောပေါင်းရင်စစ်ခွေး18ဦးသေးတယ်30လောက်ဒဏ်ရာရတယ်လို့သိရပါတယ်လို့စကိုင်းခရအမှတ်လေးတက်ရင် MSPDF တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံလွင်ကူးကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုစကိုင်းခရတိုက်ရင်များနဲ့မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်တအူးကြဆုံးကရဲဘော်10ဦးမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းပေါန့်တယ်မြို့နယ်တစ်ပုတ်ကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်းစခန်းကိုရိတ်ခါလာပို့တဲ့စစ်ကြောင်းကိုမိုက်ဆွဲတဲ့ခါရောက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ7ရက်နေ့မနက်6:40မိနစ်ခန့်မှာ တောင်ပိုင်းစစ်ဒေသအမှတ်နဲ့စစ်ဒေသခွဲ PDF တရင်3631တက်ခွဲတက်ကတစ်ပုတ်ကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်စခန်းကိုရိတ်ခါလာပို့တဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းက၄ဦးတိုက်ဆုံခဲ့ပြီးတော့၂ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးအလားတူပဲဩဂတ်စ်လ15ရက်နေ့မှာပေါန့်တယ်မြို့နယ်ညောင်နီပင်ကျေးရွာနယ်တစ်ပုတ်ကျေးရွာကြားမှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၄ဦးတိုက်ဆုံခဲ့ပြီးတော့ 6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသအမှတ်နဲ့စစ်ဒေသခွဲကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများမှာမိုးသည်ထန်စွာရွာသွန်းနေပြီးတော့လင်းမျိုးမြင့်ရေများစတင်ဝင်ရောက်လာပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့၃ရက်ခန့်ကစပြီးတော့မိုးရေဇက်တိုက်ရွာသွန်းနေပြီးဒီနေ့အချိန်ထိကိုမိုးသည်ထန်စွာရွာသွန်းနေခြင်းကြောင့်လင်းမျိုးမြင့်ရေနဲ့ကလရံမြင့်ရေများဟာအနှဲငယ်ရေတက်လာပြီးတော့တကြောပြန်ရေကြီးရေရှမ်းဖြစ်မှာကိုဒေသခံများကစိုးရိမ်နေကြတယ်လို့သိရပါဗါး။မိုးကရွာနေတာ၃ရက်ရှိပြီးဇက်တိုက်ပဲနေပူဖို့အလားလာတော့မမြင်ရဘူး။မှောင်မဲနေတာပဲ။ လေးမျိုးမြည်ရည်နဲ့ကလတံမြည်ရည်ကလည်းတောင်ကျရည်တွေကြောင့်နည်းနည်းတက်လာနေတယ်လို့သိရတယ်။လေးမျိုးမြင့်ဟာဆိုရင်အနေပိုင်းကရွာတွေကသတိထားပြီးတော့စောင့်ကြည့်ပြီးရွှေပြောင်းမှုအစင်သေးလှုပ်ထားကြရတယ်လို့မြောက်ဦးဒေသခံတို့ကပြောဆိုထားပါရတယ်။တောင်သူလေသမားများဟာလည်းစဘာဆိုင်ပြိုးပြီးတဲ့အချိန်ဖြစ်တဲ့အတွက်နောက်ထပ်တစ်ချိန်စဘာခင်းများကိုရည်လွှမ်းမိုးသွားမှာကိုအလို့ဆိုးရိမ်နေကြတယ်လို့သိရပါရတယ်။ဩဂတ်စ်လရည်ကြီးတုန်းက ရေမြုပ်သွားတဲ့စဘာကင်းတွေအားလုံးတော့မှပြန်ပြီးတော့မဆိုင်နိုင်ခဲ့ဘူးအခုတခါစဘာကင်းတွေရေလွှမ်းမို့ရင်တော့ကျွန်တော်တို့တောင်သူလေသမားတွေတော်တော်လေးကိုဒုက္ခရောက်အောင်မှာရခိုင်ပြည်သူတွေလည်းထမင်းငတ်ကြမှာဒီအချိန်ကစဘာဆိုင်ပြိုးလို့တောင်ပြီးကြပြီသွင်းအားစုတွေကဈေးကြီးနဲ့ပြက်စီးသွားရင်နောက်တခါပြန်ဆိုင်ဖို့ဘလို့မှမဖြစ်နိုင်တော့ဘူးလို့ကြောက်တော်ဒေသခံလေသမားတို့ကပြောဆိုထားပါတယ်အခုနှစ်ဇူလိုင်ဩဂတ်လတုန်းကရခိုင်ပြည်နယ်တန်တွဲကွာတောင်ကုန်းဒေသများနဲ့ မင်းပြမြောင်ဦးကြောက်တော်ပုံနာကျော်ရတိတောင်စတဲ့ဒေတာများမှာမိုးတဲတဲ့အတွာမြေကြီးချောင်းကြီးမြင့်တက်မှုများကြောင့်ရေကြီးရေရှမ်းမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ယခုအခါမှာရခိုင်ချင်းမကွေးဒေတာတို့မှာလာမဲ့၃ရက်အတွင်းလေးမွေလှိုင်းတဲ့လေးပီအားနဲ့ရဝင်းအရှိန်ကြောင့်မိုးကြီးချင်းတောင်ကြရေကြောင့်ချောင်းမြေကြီးမြင့်တက်လာခြင်းနဲ့မြေပြိုခြင်းများဖြစ်ပွားနိုင်တယ်လို့မိုးစလပညာရှင်များကခန့်မှန်းထားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့နေပြည်တော်တက်ကုန်းမြို့နယ်ဖောင်းတော်ကြီးပါတရွာလုံးရေနစ်မြုပ်သွားပြီးတော့ရွာလုံးကျွတ်မြေကြီးအောက်ကိုရောက်သွားတဲ့အတွက်အရေးပေါ်အကူအညီများလိုအပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ17ရက်နေ့ကစတင်ပြီးတော့မိုးတဲထန်းစွာရွာသွန်းမှုကြောင့်တက်ကုန်းမြို့နယ်ဖောင်းတော်ကြီးရွာတရွာလုံးရေနစ်မြုပ်သွားပြီးတော့ နေအိမ်ဆယ်လုံးနဲ့နွားငါးကောင်ရေထဲကိုမျောပါသွားကတိုက်အိမ်တချို့နဲ့မြေဆိုင်အိမ်တချို့အတွင်းထဲမှာရေနော်များပုံးပေကြောနစ်မြုပ်ပြီးကြံခဲ့ကကြီးပါနေပြည်သူတရားကြောဟာလဲဖောင်တော်ဦးဖုန်ကြီးကြောင်းမှာတိတ်ရှောင်နေရတယ်လို့သိရပါဗါတယ်အရေးပေါ်အကူအညီတွေကတော့ဘယ်ကားမှမလာဘူးတခြားစီမှာရှောင်နေရတာတော့မရှိဘူးအိမ်ကိုပြန်သွားပြီးတော့နေကြည့်ကြတဲ့သူတွေတော့ရှိတယ်ရေလာတယ်ဆိုရင်တော့ကျောင်းကိုပြန်ပြေးလာကြတာပေါ့အိမ်မှာသာနေနေကြတာစားစရာထင်းလည်းမရှိဘူးမီးလည်းမရဘူးဆိုတော့အခက်အခဲတွေကြီးပဲပေါ့ ကူညီရေးအဖွဲ့အစည်းတွေလာဖို့ကလည်းမကြီးပြန်နားမှာရေတွေကများနေတော့ကားနဲ့လည်းလာမရ၊လှေနဲ့လည်းလာမရဖြစ်နေတာ။လူတွေပါသွားတာတော့ဒီမှာကမရှိဘူးလို့ဖောင်တော်ဦးចောင်းစီအရတော်ကမိန့်ကြားထားပါဗျ။ဖောင်တော်ကြီးပါဟာအင်ဂျီ120ကျော်ရှိပြီးဖောင်တော်ကြီးအကြောင်းအုတ်တိုင်းများအင်ချန်ဝဲ CEO တိုင်းများဓာတ်တိုင်းများ ချေးရွာတရားထိတ်ချင်းကလန်းနဲ့မြေဆိုင်အိမ်များဟာပုံလဲပြက်စီးသွားတဲ့အပြင်စပားခင်းများတီးနိုင်ခင်းများဟာလည်းပြက်စီးခဲ့ရတယ်လို့သိရပါဗျ။ယခုအခါမှာရေကြာသွားပြီဖြစ်ပြီးတော့ချေးရွာအတွင်းမှာရေစီးမြောင်းများနုံမြေအိုင်များကျန်နေရစ်ခဲ့တယ်လို့သိရပါဗျ။နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ညောင်မင်းသားရွာ၊မကြီးပင်ရွာ၊တစ်စိတ်ပင်ရွာ၊တောင်ပို့စာရွာတို့ကရေထဲမှာမျောပါတေဆုံးသူနှစ်ဦးတွေ့ရှိခဲ့ရပြီးတော့အသက်ရှင်လျက်နဲ့ကဲဆယ်လိုက်ရသူတွေတည်းရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမျိုးပေါ်ကဒူရဲအုပ်တအူးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့ CDF ဟာခါထံမှအလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ12ရက်နေ့မှာအလင်းဝင်လာခဲ့တဲ့ဒူရဲအုပ်တအူးဟာ rifle တနက်တလက်ပစ္စတိုတလက်ကြီး15000နဲ့ granite 40မောင်းမ 30ကျော်တို့ကိုယူဆောင်လာပြီးတော့ CDF ဟာခါထံမှာအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးလက်နက်နဲ့တကွအလင်းဝင်ရောက်လူသူများဟာ CDF ဟာခါကိုအချိန်မရွေးဆက်သွယ်နိုင်ပြီးတော့အလင်းဝင်လာသူများရဲ့လုံခြုံရေးကိုအပြည့်အဝတာဝန်ယူပြီးဂုံပြုစုဝင်များကိုလည်းချင်းမြင့်ပေးသွားမှာဖြစ်ကြောင်းပြောဆိုထားပါဗါးအလားတူပဲမကွေးတိုင်းကံမမြုံမှာရှိတဲ့ရဲစခန်းကရဲတပ်သားတို့ဟာလက်နက်ခဲအများနဲ့အလင်းဝင်လာကြောင်း People Defense Force ကံမတပ်ဖွဲ့ကပြောဆိုထားပါဗါးစက်တမာလ12ရက်နေ့မှာကံမမြုံအတွင်းမှာရှိတဲ့ရဲစခန်းကရဲတပ်သားတို့ဟာဦးစီးတ နက်တလကြီပေါက်3ခု9မီလီမီတာ130တထောင်နဲ့ G3 ကြီပေါက်4ခုနဲ့ G38 တောင်းကိုယူဆောင်လာပြီးတော့ကံမတပ်ဖွဲ့ထမ်းကိုအလင်းဝင်ရောက်လာကြောင်းသိရှိရပါတယ် PDF ကံမတပ်ဖွဲ့အနေနဲ့စစ်ကောင်စီလက်အောက်ကနေပြီးတော့ရုံထွက်လာသူများကိုလှိုက်လဲစွာကြိုဆိုလျက်ရှိတယ်လို့အတိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you <laughs>